တရဖူမဆောင်တဲ့မင်းနဲ့ဥနေဝင်ခြံခဲ့တဲ့နိုင်ငံတောက်ဥဆံမိုင်ဘရင်တွေနဲ့အစိုးရလူရန်းစားတွေဟာသူတို့မရှိတဲ့နောက်မှာလဲသူတို့ရဲ့စိုးမွေကောင်းမွေတွေကိုလူတွေကြားထဲမှာကြံရစ်အောင်ထားရတယ်လို့ဆိုယူရှိပါတယ်။ဒါကြောင့်မန္တလေးကမင်းတော်မင်းကြီးရဲ့ပြိတ္တကသုံးပုံကြောက်စာတွေကိုကမ္ဘာအကြီးဆုံးစာအုပ်ဆိုပြီးရည်ညွှန်းခံရတယ်လို့ ပကံနဲ့ရခိုင်ကကိုဖျားတွေဟာလဲတက်ဆိုင်ရာဘယင်တွေရဲ့လက်ကျန်အမွေတွေဖြစ်ကြပါတယ်1885ခုနှစ်ကစပြီးမြန်မာပြည်မှာဘယင်စနစ်မရှိတော့ပေမဲ့အုပ်ချုပ်သူတွေထားခဲ့တဲ့အမွေတွေကကြန့်ရှိနေပါတယ်လက်ရှိမြန်မာနိုင်ငံမှာခေတ်ဆက်ဆက်အုပ်ဆိုးလာခဲ့တဲ့ပရိသတ်လူအဖွဲ့အစည်းတွေနဲ့ကိုလိုနီပြုလွှမ်းမိုးခဲ့တဲ့ပြည်ထောင်စုအုပ်ချုပ်ရေးရဲ့အမွေတွေ ြံခဲ့တယ်ဆိုပေမဲ့တကယ်တမ်းမြန်မာနိုင်ငံကိုကိုလိုနီချက်ကျိုးကဖျက်ခဲ့သူကဗိုလ်ချုပ်ကြီးနေဝင်ဖြစ်တယ်ဆိုပြီးရေးသားပြောဆိုကြတယ်မိုက်ကယ်အောင်တွင်စတဲ့အနောက်တိုင်းပညာရှင်တွေ ရှိကြပါတယ်တကယ်တမ်းစီးပွားရေးနဲ့ရင်ကျေးမှု အရာမြန်မာပြည်ကိုကိုလိုနီဘဝကလွတ်အောင်လုပ်ခဲ့တာဟာဥနေဝင်ဆိုတဲ့အဆိုမှာအငင်းပွားစရာအချက်တွေရှိပေမဲ့ဥနေဝင်မတိုင်ခင်က မြန်မာနိုင်ငံနဲ့တူအလွန်မြန်မာပြည်ကြားမှာကွာခြားချက်တွေတော်တော်ကြီးကြီးကြံ့ရစ်ခဲ့ပါတယ်။ဒီအချက်တွေနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးယဉ်ကျေးမှုတွေအရာသိလာတဲ့အချက်တွေလည်းအများအစားရှိပါတယ်။ခေတ်ဒီမြန်မာငတ်တပါမင်းမြန်မာနိုင်ငံမှာစစ်တမ်းနောက်ပိုင်းလူတို့ကိုအနှူနီးနဲ့စီးယုံနိုင်သူဆိုပြီးဗိုလ်ချုပ်အောင်ဆန်းကိုတမိုင်းပါမောက်ကလော့စကာ ချီကျူးဂုံတင်ခဲ့ပါတယ်။ဘိုးချုပ်နောက်ကဥနုအုပ်စိုးမှုကိုရင်းရိုင်မတိငိမ့်နဲ့အယက်သားအုပ်ချုပ်ရေးအဖြစ်ဝေဖန်ခံခဲ့ရသလိုသူ့နောက်ကဘိုးချုပ်နေဝင်းရဲ့အုပ်ချုပ်မှုကိုတော့မြမာရီတိတဲ့အစင်အလာပရိသရိအုပ်ချုပ်ရေးကိုခက်တဲ့အာနာရှင်ပုံစံနဲ့ပြန်လဲအတက်တွင်းသူဆိုပြီးဝေဖန်တုံ့တက်မှုတွေရှိခဲ့ပါတယ်။ဘိုးချုပ်နေဝင်းလက်ထက်မှာ တမ်းပြည်စီးပွားရေးပြက်ပြားတာအပြင်ပြည်တွင်းစစ်အရှိန်ပြန်တက်လာတာနိုင်ငံရေးအရဖိနှိပ်တာတွေစတဲ့စိုးခွက်တွေများပေမဲ့သူကြောင့်နိုင်ငံအစိမ့်စိမ့်အပိုင်းပိုင်းကွဲထွက်မသွားဘူးဆိုပြီးရှုမြင်သူတွေလည်းရှိကြပါတယ်။ကိအဆက်ဆက်တက်မတော်ရဲ့နိုင်ငံရေးကဏ္ဍကိုဖော်ထုတ်ပြောလာကြရင်လေနိုင်ငံမပြိုကွဲရေးကိုကာကွယ်ရူဆိုတဲ့အမြင်ကိုတပ်ဖက်ကအမြဲတုံးတုံးလေးရှိပါတယ်။တကယ်တော့ ဗိုလ်ချုပ်ကြီးနေဝင်းဟာနိုင်ငံကိုတန်လက်သီးနဲ့ထိန်းချုပ်ပြီးအနုနီးနဲ့မြန်မာပြန်ပြူရေးလမ်းစဉ်ကိုကျင့်သုံးခဲ့သူဖြစ်ပါတယ်။ဒါကြောင့်သူဟာရဲဘော်၃ကြိတ်အစဉ်အလာတစ်ခုတည်းရှိခဲ့တဲ့ဘဝကနေတပ်မတော်ရဲ့ကြွေးဖက်ခင် နိုင်ငံရဲ့ဆိုရှယ်လစ်ဖန်တီးရှင်အမျိုးသမီးတွေခါဘော်ကထမိန်ကိုစကတ်နဲ့မလဲအောင်တားမြစ်ခဲ့သူစတဲ့ဂုံးပုတ်တွေကြံရစ်ခဲ့ပါတယ်။တနည်းပြောရရင်တော့ အညတရစာတိုက်စည်ရေးလေးဘဝကနေ26နှစ်အာနာကိုဇက်တိုက်တင်းထားနိုင်ပြီးနောက်10နှစ်လောက်ဩဇာညောင်းထားနိုင်တဲ့စစ်ဘူအာနာရှင်ကြီးဘဝကိုတခင်ရှုမောင်ခေါ်ဘိုနေဝင်းတက်မတော်တခုအရင်ပြုပြီးရရှိခဲ့ပါတယ်မြန်မာလန်းစင်နဲ့ကိုလိုနီချက်ကျူးမြန်မာနိုင်ငံဟာ1948ခုနှစ်ကလွတ်လပ်ခဲ့တယ်လို့ဆိုပေမဲ့ စီးပွားရေးနဲ့ယဉ်ကျေးမှုမှာ အနောက်တိုင်းလွှမ်းမိုးမှုအများကြီးကြံခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။နောက်ဆုံးအဆင့်မှာနုအက်ဒလီစာချုပ်လက်ကြပရီမီယံစာချုပ်တွေနဲ့စစ်ဆက်လွတ်လပ်ရေးယူခဲ့ရတဲ့အတွက်မစစ်မှန်တဲ့လွတ်လပ်ရေးဆိုပြီးကွန်မြူနီအုပ်စုတွေကဆွဆဲတာကိုလည်းခံခဲ့ရပါတယ်။ပြည်တွင်းစစ်ကြောင်နိုင်ငံပြိုကွဲမတဲ့စစ်မီးတောက်ခဲ့ရတယ်လို့တပ်အင်အားကြီးလာပြီး နိုင်ငံအာဏာကိုနှစ်ကြိမ်သိမ်းထားနိုင်တဲ့အထိအားရှိလာခဲ့ပါတယ်။ဖဆပလာပဋ္ဌာဆာပမညတာဆိုတဲ့မြေပေါ်နိုင်ငံရေးအင်အားစုတွေကြားကအားပြိုင်မှုများဘကပါ KNU နဲ့မွန်ရခိုင်ပုတ်ရှမ်းစတဲ့လူမျိုးစုံလက်နက်ကင်လှုပ်ရှားမှုများ KMD ခေါ်တရုတ်ဖြူကျူးကျော်မှုနဲ့တရုတ်ကွန်မြူနစ်သိမ်းပိုင်မှုအန္တရာယ်ဆိုးရိမ်မှုတွေကြားကမြန်မာပြည်ဟာ စီးပွားရေးတိုးတက်မှုနဲ့နိုင်ငံရေးလွတ်လပ်မှုတော်တော်ရှိခဲ့တဲ့ဆိုပေမဲ့စိတ်မချရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ပဝန်းကျင်ကဗီယက်နမ်မှာနိုင်ငံနှစ်ချမ်းကွဲပြီးစစ်ဖြစ်တာထိုင်းနဲ့အင်ဒိုနီးရှားမှာအမေရိကန်ဗတ်တာစစ်ဗိုလ်ချုပ်တွေအားကြီးပြီးအာနာသိန်းအာနာပြိုင်လာတာနဲ့ကိုရီးယားစစ်ပွဲအာဖရိကနဲ့လက်တင်အမေရိကကစစ်အုပ်စုကြီးနှစ်ခုအားပြိုင်ပွဲကျူဘာဒုံးပြန်အရေးအခက်နဲ့ ဘာလင်တိုင်းပြည်ထနာတွေဟာမြမပြည်သတင်းစာတွေရဲ့မျက်နှာဖုံးမှာနေ့စဉ်ပါနေတဲ့သတင်းတွေဖြစ်ပြီးသူတို့ကြားမှာရိုက်ခတ်ခဲ့ပါတယ်။တခြားဘက်မှာတော့အီဂျစ်ယူဂိုစလာဗီးယားစတဲ့နိုင်ငံတွေမှာစစ်ဘိုလ်ကြီးတွေကြီးစိုးတဲ့ဆိုရှယ်လစ်အစိုးရတွေတက်နေတယ်လို့ဆွီဒင်ဒိန်းမတ်စတဲ့စကန်ဒီနေဗီးယားနိုင်ငံတွေက ဆိုရှယ်ဒီမိုကရက်တွေရဲ့တတိယလမ်းခေါ်အရင်ရှင်တဲ့ဆိုရှယ်လစ်ကြားကနိုင်ငံရေးစနစ်မျိုးကိုလည်း မြန်မာပြည်ကဆိုရှယ်လစ်အုပ်စုတွေတဘောကြခဲ့ကြပါတယ်။ဒါကြောင့်ကိုကိုမောင်ခေါ်မောင်ချစ်လိုင်ကို အရက်နဲ့တက်ကလူကြီးတွေကပါရီကိုဆင်လွတ်ပြီးဆိုရှယ်လစ်တဘောတရားတွေစီးပူးစေခဲ့တယ်လို့တက်ဝါရက်ဖြန့်မြဝတီမဂ္ဂဇင်းမှာလည်းကိုကိုမောင်နဲ့တခြားစာရေးဆရာတွေရဲ့တဘောတရားရေးစောင်းပါးတွေထည့်သွင်းပြီးဆိုရှယ်လစ်ဝါရတဲ့ပေါ်ဆက်ခဲ့ကြပါတယ်။ဒါကြောင့် 1948ခုနှစ်နောက်ပိုင်းကြုံခဲ့တဲ့နိုင်ငံရေးပြုတ်ကွဲမှုပြဿနာတွေကိုကုစားတဲ့အနေနဲ့1962အာဏာသိမ်းပြီးနောက်ပိုင်းမှာမြမဆိုရှယ်လစ်လမ်းစဉ်ကျင်ညာတာနဲ့နိုင်ငံတကားပိတ်တာ အနောက်တိုင်းယဉ်ကျေးမှုနဲ့စီးပွားရေးအဆက်အသွယ်ဖျက်တောက်တာတွေဖြစ်လာခဲ့ပါတယ်။တမရော်နဲ့ခေပြောင်းတော်လန်ကြီးတက်ကခေါင်းခံပြီးလှုပ်တဲ့ဆိုရှယ်လစ်စနစ်ဖြစ်လို့ဒီခေပြောင်းတော်လန်ကြီးမှာ တက်အရာရှိတွေကဝင်ရိုးတပွဲရှိခဲ့ပါတယ်1958နဲ့1960ကြားကပိန်ဆောင်အစိုးရခေတ်မှာကတည်းကနိုင်ငံကိုထိန်းချုပ်မောင်းနှင်ရေးလေ့ကျင့်ခန်းဆင်းထားတဲ့မြန်မာစစ်ဗိုလ်တွေဟာဒီတစ်ကြိမ်တော်လှန်ရေးမှာလဲကြာရအခန်းကပါဝင်ခဲ့ရပါတယ်ဒီတော်လှန်ရေးမှာဗိုလ်ချုပ်ကြီးနေဝင်းကခေါင်းကင်ဖခင်ဖြစ်ခဲ့ပြီးမြေတဘောတရားရေးကိုကင်တွယ်သူကတော့ဗိုလ်မှူးချုပ်နီလို့ အနောက်တိုင်းပညာရှင်တွေတင်စားကြတယ်ဗိုလ်မှူးချုပ်တင်ဖီဖြစ်ပါတယ်သူနဲ့ဥပငိမောင်စူဇန်စတဲ့လက်ဝဲပညာရက်တွေတခင်တင်မြတိမ့်ဖေမြင့်စတဲ့လက်ဝဲနိုင်ငံရေးသမားတွေဝန်းရံအားပေးမှုနဲ့ဆိုရှယ်လစ်ကပြောင်းတော်လှန်ရေးကြီးမြန်မာပြည်မှာခုံမောင်းခဲ့ပါတယ်ဘန်းစီးပွားရေးလုပ်ငန်းတွေနဲ့စေယုံတွေပြည်သူပိုင်တိန်းတာအတိုက်ခံတွေဖမ်းတာနဲ့တရင်စာတွေပိတ်တာ တန်ဃာတွေနဲ့စာပေယဉ်ကျေးမှုဆိုင်ရာကလူတွေကိုထိ ंछ ုပ်ဖို့စ조사တာတွေပြက်လာတယ်လို့လူမျိုးစုခေါင်းဆောင်တွေကိုဖမ်းပြီးသူတို့လှုပ်ရှားမှုတွေနဲ့ပါတီအဖွဲ့အစည်းတွေကိုဖျက်သိမ်းတာတွေလုပ်ခဲ့ပါတယ်။ဒီလုပ်ရက်တွေဟာဆိုဗီယက်တရုတ်နဲ့အရှေ့ဥရောပနိုင်ငံတွေမှာကွန်မြူနစ်စနစ်တည်ထောင်ခြင်းတွေမှာတွေ့ခဲ့ရတဲ့လှုပ်ရှားမှုမျိုးတွေပဲဖြစ်ပြီးမြန်မာအပါအဝင်အာဖရိကနဲ့ ်လက်တင်အမေရိကကစစ်နဲ့အရက်သားခေါင်းဆောင်တွေတီထောင်တဲ့ကွန်မြူနစ်ဆိုရှယ်လစ်နိုင်ငံတွေမှာလည်းအလားတူလိုက်လုပ်ကြပါတယ်မြန်မာနိုင်ငံမှာတော့တရုတ်နဲ့ဆိုဗီယက်အကွဲအပြဲကြောင့်တရုတ်ဘက်ရင်းနဲ့တော်တွင်ကွန်မြူနစ်လှုပ်ရှားမှုတွေပြိနှိပ်ခံရပြီးရုရှားနဲ့ဆက်ဆက်တဲ့လမ်းစဉ်ပါတီထောက်ခံသူလက်ဝဲသမားတွေနေရာရခဲ့ပါတယ်1989နောက်ပိုင်းကာလတွေမှာတော့လက်ဝဲသမားတွေကိုဖယ်ရှားပြီး တက်ခေါင်းဆောင်တွေနဲ့အစွဲအပွားတွေကပဲနိုင်စင်ပါတီကို ချုပ်ကန်ခဲ့ပါတယ်1988အာနာသိမ်းပြီးနောက်ပိုင်းမှာတော့နိုင်စင်ပါတီထွက်တက်ခေါင်းဆောင်တချို့တီထောင်နေကြံ့ကြံ့ဖွံ့ဖြိုးရေးအသင်းက2010မှာပါတီဖြစ်လာပြီး ပါတီစုံနိုင်ငံရေးပြန်လည်စတင်ခဲ့ပါတယ်ခင်မပြောင်းနဲ့မဆလာအမွေနိုင်စင်ပါတီစနစ်ပြည့်စည်တာ33နှစ်ထဲရောက်နေပြီမြဲ အဲ့ဒီခက်ကကြံခဲ့တဲ့အရေးအငွေတွေစနစ်နဲ့ဥပဒေတွေအဖွဲ့အစည်းတွေအခုထိကြန့်ရှိနေပါတယ်။နိုင်စင်တစ်ဖြစ်လဲတန်ရတာစီလုံးညီညွတ်ရေးပါတီကြံ့နေသေးတယ်လို့ဆိုရှယ်လစ်ခက်အမွေလက်ရာကမောင်းစနစ်စစ်တပ်အရာရှိတွေက နိုင်ငံအာဏာကိုထိန်းချုပ်တဲ့စနစ်စတာတွေအခုအချိန်ထိကြံ့နေသေးပြီးနောက်တကြော့အာဏာပြန်သိမ်းတဲ့ခက်တောင်ရောက်နေပါတယ်။တူရကီမှာနိုင်ငံဖခင်ခေါင်းဆောင်ကြီး ကိမာအာသာတက်ကသူ့အမွေတင်ကေတာတွေကိုနိုင်ငံအခြေအမြစ်ထဲထိခြံထားခဲ့တယ်လို့ပဲမြန်မာပြည်ကဗိုလ်ချုပ်ကြီးနေဝင်းကလည်းသူ့စိတ်ကူးစိတ်တန်းလက်ရာတွေကို နောက်မျိုးဆက်တွေအတွက်ခြံရစ်ခဲ့ပါတယ်ဒီထက်ကတချို့ကို ပြောရမယ်ဆိုရင်မြန်မာနိုင်ငံကို1948ခုနှစ်ကပြန်လည်ထူထောင်ခြင်းကပြည်နယ်တွေနဲ့ပြည်မပေါင်းစည်းတဲ့ပြည်တော်စုစနစ်ဖြစ်ပါတယ်ပြည်မမှာ ရခိုင်အပါဝင်တိုင်းခုနှစ်တိုင်းရှိပေမဲ့အားလုံးကိုပြည်မအနေနဲ့ပဲထားရှိပြီးပြည်နယ်တွေနဲ့ဒန်းတူမတက်မတ်ပါဘူး1984ခုနှစ်လမ်းစဉ်ပါတီရဲ့ဆိုရှယ်လစ်နိုင်ငံတစ်မှာတော့တိုင်းနဲ့ပြည်နယ်ခုနှစ်ခုစီတက်မှတ်ပြီးဒန်းတူဖွဲ့စည်းခဲ့ပါတယ်ဒီစနစ်ကို2008ဖွဲ့စည်းပုံမှာထပ်မံမွမ်းမံလိုက်ပြီးတဲ့နောက်တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရလွှတ်တော်ဆိုတာတွေအပြင် အထူးကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းတဲ့ဒေသတွေထပ်မံပေါက်ဖွားလာပါတယ်။ဒါကြောင့်လက်သလောနိုင်ငံရေးဖြစ်စဉ်မှာဖက်ဒရယ်ဖွဲ့စည်းပုံပြောင်းမယ်ဆိုတဲ့အခါမှာ1962ကစပြီးလူမျိုးစုတွေဘက်ကတင်ပြခဲ့တဲ့ရှမ်းပြည်နယ်မူဆယ်ပြည်နယ်မူဆိုတာတွေကိုတကယ်ဖော်ဆောင်ပါလား။တိုင်းတွေကို ပေါင်းပြီးမြန်မာပြည်နယ်အဖြစ်ဖွဲ့စည်းမှလာဆိုတဲ့မေးခွန်းတွေရှိလာခဲ့ပါတယ်။တကယ်တော့ 1984ခုနှစ်မတိုင်မီကပြည်နယ်မယူသေးတဲ့ချင်းဝိသေသတိုင်းကလွယ်ပြီးတိုင်းတွေမှာမင်းကြီးအဆင့်ဘျူရိုကရေစီအုပ်ချုပ်ရေးတာရှိခဲ့ပြီးတိုင်းကောင်စီ တိုင်းအစိုးရစတဲ့နိုင်ငံရေးစုဖွဲ့မှုတွေမရှိခဲ့ပါဘူး။ဗိုလ်ချုပ်နေဝင်းကိုရင်းနှီးတဲ့တပ်တပည့်တွေကအဖေကြီးလို့ခေါ်လို့ရှိပြီးမာဗီယာပုံစံဂိုင်းကောင်းဆောင်အုပ်ချုပ်ရေးကိုတတ်သေးယူလာတဲ့စစ်ဘိုလ်ချုပ်လည်းဖြစ်ပါတယ်။ သူ့တက်ရင်လေးကတပည့်တွေကိုတက်သားကနေတက်ချုပ်ဝင်ကြီးတမရစရာတွေဖြစ်အောင်ဆောင်မခဲ့တဲ့အတွက်တပည့်များကလည်းသူ့ကိုဖိမ့်ဖိမ့်တုံအောင်ကြောက်ကြပါတယ်။ဒါကြောင့်သူ့နေရာဆက်ခံမဲ့ဘိုးချုပ်စန်းယူအပါဝင်တိုင်းမူဝင်ကြီးစတဲ့စစ်ဘိုလ်ကြီးတွေဟာအစိုးရအစည်းအဝေးတွေမှာသူပြောတာလိုက်ရေးတာကလွဲရင်ပြန်လည်မေးမြန်းဆွေးနွေးဝင်လို့မရှိဘူးလို့ အဲ့ဒီခုကိုမိလိုက်တဲ့အယက်သားပညာရှင်တစ်ယောက်ကပြောပါတယ်။အစည်းအဝေးမှာစာပြတဲ့ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အကျင့်ဟာသူ့လက်ထွက်ဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်မှာညာကျောင်းပုံစံဝင်ကြီးတွေကိုစာတင်တဲ့အထိဖြစ်လာတယ်လို့လည်းခြေသားပြောဆိုမှုတွေရှိခဲ့ပါတယ်။ဒီအာမရှင်စံတဲ့အမှုအကျင့်ဟာဒီမိုကရေစီတစိ့တစ်ပိုင်းရတဲ့ခေတ်မှာလည်းပြောင်းမသွားခဲ့ပဲဒေါ်ဆန်းစုကြည်ရဲ့အထိတ်ချုပ်လွန်တဲ့အစိုးရအဖွဲ့ပုံစံအထိ ဆက်လက်သိရှိနေတာကို တွေ့ခဲ့ရပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်းဟာအယက်သားပညာရတ်တွေကို မုံတီးသူဖြစ်ပါတယ်။ဘဝမြင့်ကြီးကျယ်တဲ့ပညာရတ်တွေ ဆိုပြီးလူကြားမပြောဝန်းတဲ့စကားတွေနဲ့ဒီပညာရှင်တွေကို ခိုင်းနိုင်ဆဲဆိုသူတွေဖြစ်တယ်လို့သူ့လက်ထက်မှာတာဝန်ယူခဲ့တဲ့ဝန်ကြီးဟောင်းတစ်ယောက်ကပြောပါတယ်။ဒီလိုလူကြီးမဆန်တဲ့အမှုအကျင့်တွေကို သူ့လက်အောက်ကစစ်အရာရှိတွေအတုခိုးခဲ့ကြပြီး အရက်ဘက်အရာရှိတွေအရက်သားပြည်သူတွေအပေါ်ရိုင်းပြစွာဆက်ဆံတာတွေစစ်အစိုးရခေတ်အဆက်ဆက်မှာဖြစ်ပွားခဲ့ပါတယ်1962အာနာသိန်းကလေးကဘုံမူကြီးနဲ့ဗိုလ်ချုပ်တွေကဝန်ကြီးလုပ်ပြီးအရက်သားအရာရှိတွေကိုညွန်ကြားစေခိုင်းတယ်အစိုးရရန်နရားကလည်းခေတ်အဆက်ဆက်ပိုကြီးလာတဲ့အပြင်အရက်ဘက်ယာရူးတွေမှာပါစစ်ဘိုလ်အလက်တန်းအဆင့်တွေကို ចောင်းရွှေ့နေရာယူစေတဲ့အဆင့်အထိ2000ပြည့်နှစ်အလွန်နှစ်တွေမှာ တွေ့လာရပါတယ်။ခုနေဝင်လက်ထက်အာနာရှင်နိုင်ငံဖြစ်လာတဲ့အတွက်မြန်မာပြည်မှာထောင်လန်းရေးအပြုမှုကလည်းကြီးလာပြီးမြန်မာတင်ဦးခေါ်ထောင်လန်းရေးအကြီးကဲဘုံမှုချုပ်တင်ဦးကိုနံပါတ်1ခွဲလို့နံပါတ်1ဦးနေဝင်နောက်မှာတင်စားပြောလာကြတဲ့အထိဖြစ်ခဲ့ပါတယ်။မြန်မာကြီးနောက်က ဘ ෝජ ုခင်ညွန့်အပါဝင် ထောင်းလန်းရေးအဖွဲအဆက်ဆက်တက်လိုက်ကြလိုက်ဖြစ်ခဲ့ပြီးမယ်လျှို့ဝက်ပလိတ်ကိုအားပြုတဲ့အုပ်ချုပ်ရေးပုံစံကတော့ကနေ့ထက်အထိကြံ့ရစ်ခဲ့ပါတယ်1963 1964ကစတဲ့ပြည်သူပိုင်းတိမ်းမှုဟာဆိုရှယ်လစ် စီးပွားရေးကိုတည်ဆောက်ဖို့တိမ်းတာဆိုရင်မယ်အယက်သားပိုင်းဥစ္စာဒနာအင်အားကိုဖြိုဖျက်တာဖြစ်ကြောင်းဒေါက်တာမြတ်မောင်စတဲ့ ဘောဂဗေဒပညာရှင်တွေကသုံးတတ်ကြပါတယ်။ဥနုနဲ့ဥကြောငိမ့်စတဲ့အယက်သားခေါင်းဆောင်တွေကို ထောက်ခံတဲ့မြန်မာစက်မှုလက်မှုလုပ်ငန်းရှင်နဲ့ကုန်တယ်လူရန်စားကိုပြည်သူပိုင်တိမ်းပြီးဖြိုဖျက်ခဲ့တယ်လို့ဒနရှင်ဘူးစွာလူရန်စားတွေအဖြစ်ဆိုရှယ်လစ်ထောက်ခံတဲ့စာရေးဆရာအမှုပညာဓမ္မတွေကို အသုံးချပြီးရှုတ်ချခဲ့ပါတယ်။ဘ ෝජ ုံနေဝင်းဟာတူဇနီဒေါခင်မေတန်းနဲ့နှုတ်ခမ်းမွေးကြီးလို့လူတီများတယ် ထောင်လန်းရေးဘုချုပ်ဘုံမူကြီးလွင်ကိုလာနန်ကိုဆဲလွတ်ပြီးမြန်မာနိုင်ငံရေးအစိုးရနဲ့လူချမ်းသာတွေပြပကိုပို့ထားတယ်ဗန်စင်ရင်ပါငွေတွေနဲ့ BDC ခေါ်ဘုံမူချုပ်အောင်ကြီးလုတ်ခဲ့တယ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကရတဲ့ငွေတွေကို ပြန်ပေးခိုင်းတယ်လို့လဲကြည်ဝင်းစင်ရဲ့ထောင်လန်းရေးကောင်စီဘုချုပ်များနဲ့ကျွန်တော်စာအုပ်မှာဖော်ပြခဲ့ပါတယ်အဲ့ဒီငွေတွေဘာဆက်ဖြစ်တယ်မသိရပေမဲ့ ဗိုလ်ချုပ်နေဝင်ငွေတွေကိုဆွစ်ဇာလန်မှာထားတယ်ဆိုတဲ့သတင်းတွေက1988ပတ်ဝန်းကျင်မှာထွက်လာခဲ့ပါတယ်1988နောက်ပိုင်းဈေးကွက်စီးပွားရေးခေတ်မှာတော့ဆိုရှယ်လစ်ဖခင်ကြီးဗိုလ်ချုပ်နေဝင်မိသားစုစီးပွားရေးလုပ်ငန်းတွေလုပ်ကြသလိုစီးပွားရေးလောကမှာတွင်ကျယ်လာတဲ့ခရိုနီလူရန်စားတွေကလည်း အာနာယဘိုလ်ချုပ်ကြီးတွေနဲ့နှိစက်တူတွေဖြစ်တဲ့ဆိုတဲ့ဆွဆွဲချက်တွေထွက်လာခဲ့ပါတယ်။ဒီခေတ်ပေါ်လူချမ်းသာတွေဟာပြည်သူပိုင်မသိခင်ခေတ်ကလူချမ်းသာတွေထက်ပိုချမ်းသာလာပြီးဒေါ်လာဘီလီယံချီပိုင်ဆိုင်တယ်လို့လည်းအနောက်တိုင်းစာနယ်ဇင်းတွေက ရေးသားကြပါတယ်။မြန်မာပြည်သူအများစုရဲ့တဦးချင်းဝင်ငွေနဲ့လူနေမှုအစဉ်အတန်းတိုးတက်မှုကတော့ဆိုရှယ်လစ်ကစတဲ့1962ခုနှစ်ကနေ ကနေ့အထိအနှစ်60အတွင်းတည်တာတဲ့ပြောင်းလဲမှု ရှိမလာပဲအင်းနီချင်းနိုင်ငံတွေမှာရွှေပြောင်းမြမအလို့သမားတန်းချီရှိလာတာပဲထူးလာခဲ့ပါတယ်။မကြခင်ကဒေါန်ဆန်းစုကြည်အစိုးရကမြမနိုင်ငံပိုင်ဒေါ်လာ10ဘီလီယံတန်ဖိုးရှိတဲ့ငွေတွေကိုအမေရိကန်မှာထားတာကိုစစ်ကောင်စီအစိုးရကယူလို့မရအောင် အမေရိကန်ကပိတ်ဆို့လိုက်တာကတော့1962ကတမိုင်းပြီး တပတ်ပြန်လည်လာတာဖြစ်ပါတယ်1965ခုနှစ်ကနေစပြီးတန်ခဂိုင်းကြီးတွေကိုစုစည်းပြီးအဖွဲ့အစည်းအစစ်စစ်နဲ့အုပ်ချုပ်ဖို့ကြံစည်ခဲ့တဲ့စစ်ကောင်းဆောင်တွေဟာ1980ကြာမှာသူတို့လိုပါပြေဝခဲ့ပါတယ်တာမာတော်တန်ရှင်းရေးဆိုပြီးစေကုတဲ့ဝင်းနီးရော်ရဲတဲ့တန်ခါတွေကိုလူဝတ်လဲတာတွေလုပ်ပြီးနောက်တန်ခါတို့ကိုထိန်းဖို့နိုင်ငံတော်တန်ခါမဟာနာယကဆိုတဲ့ ဘုန်းကြီးနဲ့တိလရှင်အုတ်ချုပ်ရေးအဖွဲ့တွေထူထောင်ပြီးအစိုးရတာရဏာရေးဌာနကကြိုးကင်ခဲ့တာပါမြန်မာနိုင်ငံမှာပြည်ထရှခန့်တဲ့တုဒ္ဓမာတာရဏာပိုင်းမရှိတဲ့နောက်ပိုင်းအနှစ်40ကျော်ပြတ်တောက်နေတဲ့အစိုးရနဲ့တန်ဃာဓုဂျားကတရားဝင်ဆက်ဆံရေးကိုဂိုင်းပေါင်းစုံတန်ဃာအကြီးအကဲကိုယ်စားလှယ်တွေပါဝင်တဲ့နာယကအဖွဲ့ပုံစံနဲ့ပြန်လည်ထူထောင်ခဲ့တာဖြစ်ပါတယ်ဘယင်ခစ်ကရှိခဲ့တဲ့တုဒ္ဓမာဇယက်မှာ ဗုဒ္ဓတာရဏမှုခင်းတွေဆုံးဖြတ်တဲ့ဆရာတော်တွေအဖွဲ့လူဝင်းဤတန်ဃာကိစ္စတွေကိုဖြည့်ရှင်းမှုတည်တော်နာဖြစ်ပေမဲ့တန်ဃမဟာနာယကကိုတုံးပြီးစစ်ဆိုးရကိုဖီဆန်တဲ့ရွှေဝါရောင်တန်ဃာတွေနဲ့ရွှေညဝါဆရာတော်လူရဟန်းတော်တွေရဲ့လှုပ်ရှားမှုတွေကိုလည်းဖိနှိပ်ခဲ့တယ်လို့သိရပါတယ်မြမပြည်မှာဘယင်မရှိတဲ့နောက်တန်ဃာတွေကို ဘယင်နဲ့တာရဏပိုင်ပူရဲထိန်းချုပ်တဲ့စနစ်ပြတ်သွားတာကိုအစားထိုးဖို့ဥနေဝင်းအစိုးရကစ조사ခဲ့ပေမဲ့လည်းတန်ဃာဒုရဲ့ဖီဆန်မှုကို1988နဲ့2000ဆန္ဒပြပွဲတွေမှာတွေ့ခဲ့ရသလိုစစ်အစိုးရကိုတပိတ်မောက်ကန်ဆောင်တာတွေလည်းကြုံခဲ့ရပါတယ်။လက်သလောနိုင်ငံရေးအကျက်သဲမှာလည်းတန်ဃာမဟာနာယကကမြန်မာပြည်နိုင်ငံရေးပြည်လည်မှုရတဲ့အထိ လုပ်ငန်းတွေ နားထားမယ်လို့ကြေညာတဲ့တဲ့င်းတွေထွက်လာခဲ့ပါတယ်1980နှစ်နိုင်ငံသားဥပဒေ1948ခုနှစ်နိုင်ငံသားဥပဒေအရမြန်မာပြည်မှာငါးနှစ်ထက်မနည်းနေထိုင်ပြီးကျေးဇူးတစ္ဆာကိုစောင့်တည်မယ်လို့ကြမ်းကြင်သူတွေနိုင်ငံသားဖြစ်နိုင်ပေမဲ့1982ခုနှစ်မှာဥနေဝင်းအစိုးရပြဋ္ဌာန်းခဲ့တဲ့ဥပဒေဟာ လူမျိုးဖြစ်မှုကိုအခြေခံတဲ့လူမျိုးရေးခွဲတဲ့ဥပဒေဖြစ်တယ်ဆိုပြီးနိုင်ငံတကာတွတ်တေဒီတွေကဝေဖန်ရေးသားခဲ့ကြသလိုချက်ခိုင်းပြည်နယ်အကြံပေးကော်မရှင်ကလည်းနိုင်ငံတကာစံနှုန်းတွေနဲ့မကိုက်ညီတဲ့ဒီဥပဒေကိုပြင်ဖို့2018ကအကြံပေးခဲ့ပါတယ်။အဲ့နဲ့ပြုမဟုတ်တဲ့မူလနိုင်ငံသားတတ်မှတ်ဖို့အတွက်1824ပထမအင်္ဂလိပ်မြန်မာစစ်မတိုင်ခင် မြန်မာပြည်ထဲရောက်နေတဲ့လူမျိုးစုတွေကဖြစ်ရမယ်လို့တတ်မှတ်ထားတဲ့ဒီဥပဒေဟာတိုင်းရင်းသားနိုင်ငံခြားရာခွဲခြားမှုကိုပုံမူပြင်းထန်စေပြီးနိုင်ငံခြားရာမှတ်ပုံနဲ့ကံရရတွေအပေါ်ခွဲခြားဖြစ်နေမှုတွေဖြစ်လာစေခဲ့ပါတယ်လူမျိုးခွဲခြားမှုကြောင့်လူမျိုးရော့ဆက်လက်ထက်တဲ့မိသားစုတွေကို တွေးနှောဆိုပြီးခွဲခြားမှုတွေဖြစ်လာပါတယ်ဒီဥပဒေကြောင့်ပဲဥမှုအစိုးရလက်ထက်မှာ ရိုဟင်ဂျာအဖြစ်အသိမှတ်ပြုခံရတဲ့လူမျိုးစုကိုမှတ်ပုံတင်၎င်းစည်ရင်စတဲ့တပ်တွေကအထောက်အထားထုတ်ပေးမှုတွေကန့်တတာလူမျိုးအမည်ဖော်ပြခွင့်မပြုတာစတဲ့ဖိနှိပ်မှုတွေတစတစတိုးလာစေပြီး ICJ ခေါ်နိုင်ငံတကာတရားရုံးကိုရောက်တဲ့အထိပြဿနာဆိုးရွားသွားခဲ့ပါတယ်။တကယ်ကဗိုလ်ချုပ်ကြီးအစိုးရတက်ခါစကလေးကနိုင်ငံတွင်းတောင်အားရှနဲ့တရုတ်လူမျိုးတွေကိုနှင်ထုတ်တဲ့ကိစ္စတွေ လူသိမ့်တဲ့ခြေခံစားခဲ့ရပြီးသူတို့စည်းစိမ်ဥစ္စာတွေကိုတိမ့်တာတွေဖြစ်ခဲ့ပါတယ်ဘုရားဘာသာမဟုတ်သူတွေကိုတက်တဲ့အရက်ဘတ်ယာရူးကြီးတွေကနေဖယ်ရှားတာနဲ့မပေးပဲခြံရစ်ခဲ့တာတွေကလည်းစစ်အစိုးရကအဆက်ဆက်ရှိခဲ့ပါတယ်ဒါကြောင့်ကိုလိုနီခေတ်ကတည်းကမြန်မာမွတ်စလင်အဖြစ်ရပ်တည်ခဲ့သူတွေကိုမှတ်ပုံတွေမှာမြန်မာအမည်သုံးခွင့်မပေးပဲအိန္ဒိယပါကစ္စတန် ဘင်္ဂါလီစတဲ့အမည်တွေနဲ့ဖြစ်စေတာတွေဖြစ်ခဲ့ပါတယ်။မြန်မာမဟုတ်တဲ့လူမျိုးငယ်တွေရဲ့မှတ်ပုံတင်ထုတ်ပေးရေးမှလည်းအမည်မှာမောင်မဇွတ်အတင်းထက်ခိုင်းပြီးမြန်မာမှုအတင်းတတွင်းနာတွေလုပ်တယ်ဆိုတဲ့ဝေဖန်မှုတွေကိုလူနည်းစု CFO အဖွဲ့တွေမီဒီယာတွေကတောက်လျှောက်ထောက်ပြခဲ့ကြပါတယ်။1993ကနေစပြီးနဝတအစိုးရက တိုင်းရနာ135မျိုးဆိုပြီးကိုလိုနီခေတ်တကောင်စရင်တွေကလူမျိုးစုအမည်တွေကိုယူကာဒီစရင်မဝင်သူတွေကိုကန့်သက်တာတွေလည်းဖြစ်လာပါတယ်တကယ်ကခုနေဝင်လက်ထက်ထိမြမတိုင်းရနာစရင်ပေါ့တူဟာဒေါက်တာညင်ကြီးရဲ့မြမနိုင်ငံအမျိုးသားမော်ကွန်းစာအုပ်အရာ90ကျော်နဲ့1983ခုနှစ်ထုတ်အစိုးရသတင်းစာအလို့အရာ 143မျိုးရှိပါတယ်။143မျိုးစရင်ပါရခိုင်စစ်တကောင်မြန်မာမွတ်စလင်မြန်မာတရုတ်စတဲ့မျိုးနယ်စုတွေကိုလည်းတိုင်းရင်းသားစရင်ကနေနောက်ပိုင်းမှာပယ်ဖြတ်ခဲ့ကြပါတယ်။ဒီလိုရှင်းနောက်မညီတာတွေရှိပေမဲ့1980နိုင်ငံသားဥပဒေပြင်ဆင်ရေးဟာဒေါန်ဆန်းစုကြည်လက်ထက်မှာတောင်မဖြစ်ခဲ့တာကိုတွေ့ရပါတယ်။မြန်မာစံကျင်သူနဲ့တပ်ပုံအာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမျိုးသားရေးဆိုရှယ်လစ်ခေါ်နာဇီလမ်းစဉ်ဆန်ဆန်သွားကျင်သူဖြစ်တဲ့အတွက်မြမဆိုရှယ်လစ်လမ်းစဉ်ထူထောင်ရမှာဥနုခိတ္တပူပြီးမြမစာပေနဲ့တမိုင်းဆန်ရာတွေကိုဖော်ထုတ်ခဲ့ပါတယ်။ရင်ကျင်းမှုပိုင်းမှာလည်းမြမရိုးရာဆိုတဲ့တေးတချင်းအစိုးအကတွေကိုအိုးအေးပေးပြီးခေတ်ပေါ်ဂီတနဲ့ဝတ်စားဆင်ရမှုဖက်ရှင်တွေကို ကန့်သက်ခဲ့ပါတယ်။ နောက်ယဉ်ကျေးမှုနဲ့မညီဘူးဆိုပြီးဇုံတွဲပွေဖက်ကတဲ့ပါတီပွဲတွေနောင်ကစားဝိုင်းနဲ့မြင်းပွဲတွေကိုပိတ်ပင်ပြီးသူကိုယ်တိုင်ကြတော့အင်္ဂလန်မှာမြင်းသွားလောင်းတယ်ဆိုပြီးကျေးမှုဦးတောင်းကရေးသားခဲ့ပါတယ်။အပျော်ပါမှတ်တဲ့စစ်ဗိုလ်ချုပ်ဆိုပြီးဦးနုခစ်မှာရှုမြင်ခံရတဲ့ဗိုလ်ချုပ်နေဝင်းကဆိုရှယ်လစ်မျိုးချစ်မှုတွေချလာပြီးတဲ့နောက်လူအပွဲစည်းတွေကရှေးရိုးဆန်တဲ့ပညာတတ်တွေနဲ့ အနောက်တိုင်းမုန်းတဲ့လက်ဝဲသမားတချို့ကလည်းသူ့ကိုထောက်ခံမှုပြပါတယ်။တခြားဘက်မှာတော့ဆိုရှယ်လင့်နဲ့မကိုက်တဲ့နတ်နဲ့ဆုံးတစေကားတွေရုံတင်ပြပလာတွေကိုပိတ်ပင်ခဲ့ပါတယ်။ကြက်တွေတခုအရင်ပြူလေးလတွင်းဝယ်တတင်းကျွယ်ပုံမြင်လို့အရင်နည်းစုဆောင်ပြီးစီးပွားရှာတာကို အားပေးတဲ့ရိုးရာနေသည့်ကျမ်းလာပုံမြင်တွေစာတင်ကြောင်းမှာတင်ကြားတာကိုလည်းတားမြစ်ခဲ့ပါတယ်။ တရုတ်အင်္ဂလိပ်စီဝန်တီကရှီဟောင်းကျန်းတွေမိရှုပြီးလူတွေရဲ့အသိအမှတ်ဉာဏ်ကိုဖျက်ဆီးသလိုပဲဗိုလ်ချုပ်နေဝင်းကလည်းမြန်မာစာပေပြုစုရေးနယ်ဘာရာဗျန်ကော်မရှင်ကို1963ခုနှစ်မှာတည်ထောင်ပြီးသူ့စိတ်ကြိုက်တပ်ပုံကျမ်းပြုကိုစ조사ခဲ့ပါတယ်1986ခုနှစ်တရုတ်ဝန်ကြီးချုပ်ကျူအင်းလိုင်းတေချိန်မှာလောက်သားတည်င်းစာပါဦးနေဝင်းရေးတဲ့စောင်းမားကစပြီး တစ်ခုတယောက်ဆိုတဲ့အသုံးအနှုန်းတွေတုံးလာပြီးတဲ့နောက်မကြခင်ပြဋ္ဌာန်းတဲ့တပ်ပုံကျမ်းမာလဲတစ်ခုတယောက်နေရာမှာတစ်လို့သုံးဆွဲစေခဲ့ပါတယ်ဇဝနာနဲ့မောင်တော်ကစတဲ့စာရေးဆရာတွေကထူးထူးဆန်းဆန်းတပ်ပုံကျမ်းကြီးစတဲ့စောင်းမားတွေ ရေးပြီးတပ်ပုံကျမ်းကို ဝေဖန်ခဲ့ပေမဲ့ဥနေဝင်အမိတ်နဲ့ဒီတပ်ပုံရေးထုံးတွေတီမြဲခဲ့ပြီးစစ်အစိုးရအဆက်ဆက်လက်ထက်မှာလဲ စာပေစစ်စစ်ရေးယုံအမိတ်နဲ့ပုံပြီးတင်းတင်းကြပ်ကြပ်သုံးစွဲစေခဲ့ပါတယ်။တနဲ့တဲ့အတမဲနဲ့အသားမဲဖြင်းနဲ့ဖြင်းပြင်းနဲ့ပြင်းနဲနဲ့နဲရှည်နဲ့ရှည်လိုကိစ္စတွေမှာ စာရန်ပေရန်နဲ့ရက်တန်ရွာရန်တပ်ပုံနှမျိုးလုံးသုံးလို့ရတယ်။နှစ်ချက်တဲ့မူခွဲတွေပြတဲ့နယ်လို့စောလူစတဲ့မြမစာပေပညာရှင်တွေက အကြံပေးကြပြီးမြဲ ဥနေဝင်ထားခဲ့တဲ့မြန်မာစာအဖွဲ့ကတော့တရိပ်မှုပုံမရပါဘူး။ចောင်းနေပြည်သူပိုင်တိမ့်ပြီးတဲ့နောက်အစိုးရចောင်းနေမှာအဖြူအစိမ်းចောင်းဝတ်စုံနဲ့မြန်မာဘာသာကိုမန်နိုင်ပြုတင်ကြားတဲ့ပညာရေးစနစ်1964ခုနှစ်နောက်ပိုင်းမှာအမြင့်တွယ်လာပြီး2012ခုနှစ်နောက်ပိုင်းစော်ဩခဲ့ကြတဲ့ကိမီပညာရေးအတွက်အင်္ဂလိပ်လိုတင်ကြားရေးနဲ့ဖရယ်စနစ်အတွက် အင်္ဂလိပ်စာနဲ့တခြားလူမျိုးစုဘာသာတွေရုံသုံးကြောင်းသုံးလုပ်ရေးမှာမြန်မာစာကြီးစိုးမှုကအဟံအပါဖြစ်နေပါတယ်။မော်စီ3ကိုစိန်ခေါ်သူနဲ့ရွှေတရိကံမြန်မာနိုင်ငံပြည်တွင်းစစ်ဟာလွတ်လပ်ရေးမတိုင်ခင်ကတည်းကအစပြိုးပြီးဥနုလက်ထက်မှာကြီးထွားလာတဲ့ဆိုပေမဲ့အရှိမြောက်ဒေတာကလူမျိုးစုလက်နက်ကင်တပ်တွေပေါ်လာမှုကတော့ဘ ෝජ ုတ်ကြီးနေဝင်းရဲ့ တရုတ်စန့်ကျင်ရေးမှုအမှားကြောင့်ဖြစ်ပါတယ်။စံပြေတနာဖြည့်ရှင်းမှုတရုတ်ဗမာအရေးခင်ဖြစ်တာဆိုဆိုရင်ကျင်းမှုတော်လန်ရေးမြန်မာပြည်ရဲ့ပြန့်နာလို့ပြောပြောစစ်အစိုးရရဲ့တပ်ဖြတ်ဖြိုခွဲမှုတွေကြောင့်တရုတ်ငွေဘွားတွေတေကျေပြက်စီးပြီးပြည်ပထွက်ခွာတာတွေရှိလာပြီးနောက်တရုတ်ကွန်မြူနစ်အစိုးရကဘဂဗတ်တဘုံတွေကိုလက်နက်ထောက်ပံ့ပြီးအရှိမျောက်စစ်မျက်နှာဖွင့်ပေးခဲ့ပါတယ်။ ဝကိုးကတ်နဲ့တခြားနယ်ကြားကမျိုးနယ်စုတွေကိုလက်နက်ထောက်ပြီးဘကပအတွက်မြန်မာအစိုးရတပ်တွေကိုတိုက်ပေးဖို့တရုတ်ကစီယုံခဲ့သလိုဘကပပြိုကွဲပြီးနောက်မှာလဲဒီတပ်တွေနဲ့တရုတ်နိုင်ငံသားဆက်ဆံရေးကဆက်လက်ခိုင်မာခဲ့ပါတယ်။ဒါကြောင့်အေအေရခိုင်နဲ့တရန်အလေတအန်းအပါဝင် နောက်တိုးလာတဲ့တပ်တွေပေါင်းပြီးမြောက်ပိုင်းမဟာမိတ်လို့ဖြစ်လာတာကလည်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့စစ်ရေးကြားခွန်အွှေ့မှားခဲ့တဲ့အချက်ကအစပြုပါတယ်။တခါဒီစစ်ပွဲတွေအတွင် ထောက်ပံ့ရေးအတွက်ဘိန်းနဲ့မူရစ်စေဝါထုတ်လုပ်ရေးရှမ်းနဲ့ကချင်စတဲ့တောင်ပေါ်ဒေသတွေမှာကြီးထွားလာခဲ့ပြီးအဲ့ဒီနောက်ဆက်ဒဏ်ကိုယခုအထိတနိုင်ငံလုံးရင်ဆိုင်နေရပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်းခက်ကစပြီးမြဝကျွမ်းမော်နဲ့ဘကိုးရိုးမမှာ ကွန်မြူနစ်နဲ့ကရင်တပုံတွေခြေကုပ်မယူနိုင်တော့ပေမဲ့ထိုင်းနယ်စပ်မှာတော့ရှမ်းမွန်ကရင်နဲ့ကရမ်းလက်နက်ကင်တွေကနေ့အထိကြီးစိုးထားစေဖြစ်ပါတယ်။ဒီနယ်စုံလက်နက်ကင်တပ်တွေကိုဖရရယ်တပ်မတော်အဖြစ်ပြောင်းမှုလက်သလုံးနိုင်ငံရေးမှပြောဆိုနေကြတာကလည်း1980 1988နှစ်တွေကဒီနယ်မြေတွေမှာစစ်အစိုးရကိုတော်လှန်တဲ့ မြန်မာနိုင်ငံရေးလှုပ်ရှားသူတွေကိုလုံခဲ့တဲ့ခေတ်နဲ့ပုံစံတူနေပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ဆိုရှယ်လစ်နီးနဲ့ခေတ်မီနိုင်ငံဖြစ်အောင်ကြိုးစားခဲ့ပေမဲ့နိုင်ငံရေးဖိနှိပ်မှုနဲ့နောက်ဆက်တွဲပြည်တွင်းစစ်ကြီးထွားလာမှု စီးပွားရေးကြရှုံးမှုလူမျိုးရေးဘာသာရေးအစွဲအလန်းနဲ့အနောက်တိုင်းစန့်ကျင်ရေးတကားပိတ်မှုတွေကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ်လို့တုတေတီတွေက သုံးသပ်ကြပါတယ်ခင်ဗျာ။ ဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့နော်